RFA ပြည်သက်များမင်္ဂလာပါရှင်။ဟုတ်ကဲ့ပါမင်္ဂလာပါ။ RFA ရဲ့ဒီတစ်ပတ်မှာပြောချင်စရာ podcast အစီအစဉ်ကိုရုပ်သံနဲ့ပြန်လည်ထုတ်လွှင့်မယ်လို့သတင်းကောင်းပါပြစေရှင်။ဟုတ်ကဲ့ပါခင်ဗျာ။ဒီ RFA အစီအစဉ်ကိုအစီအစဉ်ကနေပြီးတော့နော်တင်ဆက်မယ့်အကြောင်းအရာလေးတွေကတော့ပြည်သက်တွေစိတ်ဝင်စားတဲ့အကြောင်းအရာလေးတွေပြီးတော့လူပုဂ္ဂိုလ်တွေရဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ကျွန်တော်ဒီတစ်ပတ်မှာဖိတ်ခေါ်ထားတဲ့ဧည့်သည်ကတော့အာမြန်မာဒီမိုကရေစီအရေးမှာဒီဇိုင်းမမတ်ဆောင်ရွက်နေတဲ့အာတယူဆောင် model တယူဆောင်ကာရာကိုဖိတ်ခေါ်ထားပါတယ်။ ဟုတ်တယ်လွတ်လပ်မှုကိုကြိုက်တယ်ဒါမတရားမှုတွေကိုမလိုလားဘူးပေါ့နော်ဒီဖိနှိပ်မှုတွေခြားထဲကနေပြီးတော့ဒါဖန်တီးမှုကောင်းတွေမရနိုင်ဘူးလို့ယုံကြည်တဲ့တရုတ်ဆောင်ခါရာရဲ့ဒီမကြသေးခင်ကမှကင်နီဒေတာခီးစင်တွေကိုဒီစီစဉ်ရနေပြီးတော့ကြားဖို့ရှိပါရှင်ဟုတ်ကဲ့ပါခင်ဗျာအခုရတွေ့ရဝမ်းသာရယ်နော်ဒါမကြသေးဘူးဒါမြန်မာပြည်ကနေပြန်လာတယ်ဆိုတော့ခီးတွေပါပန်းနေမဲ့ထင်တယ်နေ့ညတွေတော့မှားနေသေးလားကော ဂျယ်လက်ဖြစ်တယ်အမောက်လုံးလာတဲ့အချိန်အချိန်တော့ဂျယ်လက်ဖြစ်တာတိတ်သတိမထားမိဘူးပေါ့နော်ဘလက်ကောက်ဘလက်ကောက်ဖြစ်သွားလို့ကားမမောင်းနေနေလို့ဟိုတထားကောက်ကိုအမျိုးတယောက်ရဲ့ကောက်စတီနေနေလုံးဝဘလက်ကောက်ဖြစ်သွားတဲ့နေထိုင်အခုကျတော့အဲဂျယ်လက်ကရင်းတော့သတိမထားမိဘူးပေါ့နော်အဲ့လိုကြီးဖြစ်တတ်တယ်ဆိုတာကိုကိုမသိဘူးဘာလို့တခါမှလည်းအဲ့လိုမျိုးဒီဒီဘက်နိုင်ငံကိုအဲ့လိုကြီးမလာဘူးအချိန်တည်းကလည်းနေနေညနေကြွာတဲ့ဟာမျိုးမသိဘူးပေါ့နော်အဲဒီတစ်ခါတော့တော်တော်လေးခံရတယ်ဟိုလောက်ဆိုရင် နှစ်နိုင်လောက်ဆိုရင်လေနေခင်းနှစ်နိုင်လောက်ဆိုလေအိမ်ငယ်နေအိမ်ငယ်အိမ်ငယ်သုံးလရက်လောက်ခင်လိုက်ရကင်းဒီတဲကိုလည်းသွားတာကိုကျွန်တော်တွေ့ရတယ်ဓာတ်ပုံတွေလည်းတွေ့ရတယ်အဆီယာနာသိမ်းပြီးတော့ဒီ၄နှစ်ကျော်ကာလအတွင်းမှာဒီမြန်မာပြည်ကိုပြန်ပြီးတော့ပထမဆုံးအနေနဲ့သွားရတယ်ဆိုတော့ကိုကာရာဘလို့တွေ့ကြုံနေဘလို့ခက်ခဲတွေကြုံခဲ့ရလဲပထမဆုံးပြောပြပါဦးအဲပထမဦးဆုံးအဲပြောရရင်စတိုရီလေးနဲ့ပေါ့နော်စတိုရီလေးဆိုတော့အဲ့လိုကျွန်တော်ကဒီ ဒီရောက်လာရဲဆိုတော့ကျွန်တော်ထိုင်းအနေပဲကူလာလေနော်ဟုတ်ကဲ့စာပြီးတော့ဟိုအာနာသိန်းစာပြီးပြည့်တဲ့အချိန်မှာအဲလိုပဲဟိုနေဆက်ကိုကူပြီးတော့မှဒီမဲဆောက်မှာဒီထိုင်းနေဆက်မှာကျွန်တော်တို့က9လောက်နေရအောင်နော်9လောက်နေပြီးတော့မှဒီဘက်ကိုဒီဘက်ကို apply လုပ်ရတာပေါ့ refugee အနေနဲ့ဟုတ်ကဲ့ apply လုပ်ပြီးတော့မှဒီဘက်ကိုရောက်လာတယ်ဟုတ်ကဲ့ဒါလည်းဆိုတော့ဟိုဘာပဲဖြစ်ဖြစ်အဲ့မှာကိုကိုကူညီခဲ့တဲ့လူတွေလည်းအများကြီးရှိရဲမဲဆောက်တို့ဘာတို့မှကူညီခဲ့တဲ့အများကြီးရှိရဲပြီးတော့ ဟိုမြေပြင်အခြေအနေဟိုအဓိကဒီတစ်ခေါက်သွားရတဲ့ခီးစဉ်ကတော့အာကျွန်တော်ကျွန်တော် face facebook ကျွန်တော် page မှာရေးထားတာပါเนาะအဓိကကျွန်တော်နေ့နေ့ညနဲ့ကွာဟနေတဲ့ဒီအချိန်တစ်ခုမှာကျွန်တော်တို့မြေပြင်အခြေအနေဘယ်လိုမှဟုတ်ပါမတိနိုင်မတိနိုင်မတိနိုင်တော့ပေါ့เนาะကျွန်တော်တို့မြေပြင်ကိုသွားမှပဲမြေပြင်ချင်းတွေကိုသိရမှာလေအဲ့တော့ကျွန်တော်တို့အခုတောင်းလိုက်ရဲ့၄နှစ်ကြာ၄နှစ်ကာလကြာခဲ့ပြီဆိုတော့ဘာဆက်လုပ်ကြရမလဲပေါ့နော်ဘာဆက်လုပ်ကြရမလဲကျွန်တော်အနေနဲ့ ဘာလုတ်ပေးလို့ရမလဲဟုတ်ကဲ့ဟောပြီးတော့ဘသူတွေကဆက်ပြီးတော့လုတ်နေလဲဘသူတွေကတော့ဟို Facebook ပေါ်မှာပဲလုတ်နေတယ်ဆိုရဲအနေထားမျိုး ရှိလဲပေါ့နော်အဲ့ဒါလေးကျွန်တော် အကုန်လုံးသိကျင်နေသိကျင်တော့ပြီးတော့ကိုယ့်ရဲ့နုပညာညီကိုမောင်နှမတွေလည်းသွားတွေ့ကျင်တယ်သူလည်းဒီဘက်လာ apply လုပ်ထားလူလည်းရှိရယ်လာလို့မရသေးတဲ့လူလည်းရှိရယ်ပေါ့နော်ဟုတ်ကဲ့အဲ့လိုသူတို့ကသူတို့လှူရှားနေတဲ့လူလည်းရှိရယ်ဆိုတော့သူတို့ရောဘာလေးလုပ်နေကြလဲပေါ့နော်ကျွန်တော်တို့ပေါင်းပြီးတော့ဘာလေးလုပ်လို့ရလဲဆိုတဲ့ဟာမျိုးတွေ တည်ကျင်တယ်တည်ကျင်တော့အာအဓိကဒီခီးစင်ကိုသွားပြစ်သွားတော့ပေါ့နော်ဟိုပထမအဦးဆုံးဂျာလေးနှစ် ဟိုတ3နှစ်ပေါ့ဒီအမေရိကန်မှာ3နှစ်ရောက်ပြီးတော့ဒါကျွန်တော် bring up ရတာ ਨੇ ချက်ချင်းကျွန်တော်သွားလိုက်တာပေါ့ဟုတ်ကဲ့အဲဒီ trip ကတော့ဟိုအများကြီးပဲ bro ပြီးတဲ့နေ့ဟုတ်တယ်ဟုတ်တယ် brother ဒီပြချင်းစီကျွန်တော်တို့ပြောပြောတော့မို့ကျွန်တော်ကြီးပဲပြောရင်ဒီ podcast ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တယ်ကင်းဒီမှာကျတော့ကိုကတိုက်ပွဲတွေလည်းဖြစ်နေတယ်ဒါအခက်ခဲမျိုးစုံရှိရယ်ကိုရဲ့ဒီအခက်ခဲတွေကြားအစ်မပြေမှုတွေကြားထဲမှာဒီ data ကန်တွေရဲ့ချက်စရာကောင်းတဲ့ delay တွေပေါ့နော်သူတို့ရဲ့ရိုးရာတွေအခုဘာ င်များတွေ့ကြရလဲလည်လာကြရလဲ um alright green ရကျွန်တော်ဒါဒီနာမည်ကလည်းကျွန်တော်တို့ဒီ online ဖြစ်တော့မှပဲရင်းနေနေကြားနေရတဲ့နာမည်တစ်ခုပေါ့နော်ဟိုတကယ်တမ်းကျတော့ um ကျွန်တော်တို့ကဘာအဲ့နာမည်နဲ့ပတ်သက်ပြီးတော့ဘာမှမသိဘူးလीနော်မသိဘူးလीဟိုအရင်ကလည်း ်အရင်ကလည်းဟိုကြားပြည်နယ်လောက်ပဲသိတာပေါ့နော်ကျွန်တော်ကျွန်တော်ကျွန်တော်တို့ကမသိနေမြေမှာတခြားလူမျိုးတွေလည်းအများကြီးနေထိုင်တာကိုလည်းကျွန်တော်တို့ကအဲ့ကျမှပဲသတိထားမိပါဘူးလူမျိုးပေါင်းစုံတော့နေပါတယ်အဓိကနေတဲ့တိုင်းတာတွေကျွန်တော်တို့ဟိုကြားကယောတို့အာအဲကိုမျိုးလောက်နေတယ်ဗျအဲ့လိုအများကြီးပဲကျွန်တော်ကျွန်တော်ဟိုဟို so anyways အဲ့ဒါကျွန်တော်ရောက်တော့အဲ့ကိုသွားတာပဲကျွန်တော်တို့နေရက်လောက်နေရက်လောက်ကြာတော့ပေါ့နော်နေရက်ကြာတယ် ပထမတစ်ရက်ကအဲ့အနေဆက်ကိုကူရတာပေါ့နော်ဒီအာချင်းမန်တို့ကျွန်တော်သွားတယ်သွားပြီးတော့မှအဲ့လိုပဲသူကဟိုတတော်ကျိုးဝိုင်းဆိုတော့လမ်းအန်ဒရိုဆိုးတယ်ဒီလိုဟိုချောင်းလေးဟိုကျွန်တော်လာကျူလဲလူကလည်းသွားပြီးတော့ချောင်းလေးဘေးရနေပြီးတော့ချောင်းလေးဘေးရနေပြီးတော့သွားရမယ်ပေါ့နော်အဲ့လိုသူကချောင်းလေးနဲ့ပေါ့ဟိုဘေးချင်းရှင်ပြီးသွားရမယ်လို့ကျွန်တော်ထင်တာတကယ်ကျတော့ဟိုတကယ်ကျတော့ဟိုဘယ်လိုပြောမလဲချောင်းလေးကိုဖျက်မောင်းရတာအဲ့လိုလမ်းမရှိဘူးအဲ့လိုမျိုးပေါ့နော်လမ်းလေးမဖောက်ထားအဲ့လိုမျိုးကြီးဆိုတော့ ပြီးတော့အဲ့ကနေပြီးတော့ကျွန်တော်တို့ဒီနေဆက်ကိုသွားတယ်သွားပြီးတော့မှနေဆက်ကနေ အဲ့ဟိုခိုင်းစစ်သားဂိတ်ကိုဖျက်ရတယ်ပေါ့နော်ဖျက်တော့ကျွန်တော်ကအဲ့မှာဖျက်ချင်တော့တေးယုံယုံနဲ့တူတော့အဲ့မှာတေးယုံနဲ့ဒီကြားဖြန့်ကိစ္စတွေဖြစ်နေတော့ကျွန်တော် ကျွန်တော်အကြ ాయి ပဲအဲ့မှာနိုင်ဝဲလောက်ကျွန်တော်ထိုင်ပြီးတော့စစ်နေရပေါ့အဲ့ဒါပြောလေးပြောပါတယ်အဲ့ကောင်းမလဲလို့မင်းကတေးယုံယုံနဲ့တူတော့အဲ့ဒါစစ်မာတယ်တေးကြတယ်လေအဲ့တော့အဲ့ဒါပြင်ဆင်သွားတယ်ဆိုတော့တကယ်လေးစစ်တယ်အကြ ాయి ပဲသူတို့ထက်ကဆိုအဲ့ဒါအဲ့ဒါနဲ့ anyway ပါဘယ်ဘလို့ဘလို့ဖြစ်လာဘလို့လွတ်လာလဲအဲ့ဒါအဲ့ဒါဘလို့လွတ်လာအဲ့မှာအကြ ాయి ဟုတ်ကျွန်တော်ကအဲ့ချိန်မှာ ိသွားတဲ့အချိန်ကျတော့အဲ့နဲ့မြန်မာလူပဲစုပြောတော့မြန်မာလူပဲပြောတယ်အမအဒီကိုကြည့်ပြောရတာပေါ့နော်နောက်ဆုံးမြန်မာတချင်မစုပြန်ရအောင်တမယ်ပဲဟုတ်ကဲ့အဲ့နဲ့အမ်ကျွန်တော်စိတ်မကောင်းဖြစ်သွားကျွန်တော်အော်ခက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 ်သွားပြီးတည့်အောင်အချိန်ကုန်သွားပြီပေါ့နော်မရောက်ဟိုမသွားတော့ဘူးဆိုရင်တော့သွားပြီးလို့ဟိုကိုတည့်မှာအဝေးရနေပါလေနော်ဘလိုမျိုးဒီဟိုဘာမှဒီတိုင်းလေတနိုင်လောက်စီးပြီးလာရလဲမဟုတ်ဘူးဆိုတော့ အရင်သွားကျင်တော့တော်သေးတော်သေးတာလေအဲ့တော့ဟိုကံပါလာလို့လားမသိပါဘူးအဲ့တော့ねအစင်ပြေသွားတယ်အစင်ပြေတော့ကျွန်တော်နောက်တစ်ခီးဆက်တာလေအဲ့လိုပဲသူကနေဆက်ကနေပြီးရောကံကူတယ်ကံကူပြီးတော့အဲ့ကနေနောက်တစ်တင်းလောက်ထပ်သွားတယ်ကိုကို၈နိုင်ကို၉နိုင်လောက်လို့လေကျွန်တော်တို့လမ်းကိုလေကတ္တရာလမ်းကနေတယ်ဟဲ့ဟိုချောင်းနေဖြတ်မောင်းရတယ်ပြီးရင်အဲ့ထူးချောင်းဆိုတာဖြတ်မောင်းရအဲ့တကယ်ချောင်းကြီးကိုမှလုံးဝဟိုချောင်းအကြီးရမိုးရင်းဆိုတော့ဖြတ်ရခက်တယ်ပြောရေးကြီးရင်ပေါ့နော်အဲ့လိုဟို ပြီးတော့အလိုမျိုးလမ်းမရှိတဲ့နေရာတွေဖုန်နေဆိုရင်လေတောင်လောက်ထူတယ်အဲ့လိုနေရာတွေပေါ့နော်ဂျိုင်းဂျိုင်းတွေဆိုအကြီးကြီးတွေအဲ့တော့မှကျွန်တော်တို့ကားတွေအဲ့လို4 week ကားတွေနဲ့ပဲကျွန်တော်တို့သွားတာပေါ့နော်ဟုတ်ကဲ့ CBD လိမ့်လို့ပဲခေါ်ရဲမှာအဲ့ဒါမင်းသားရှိုးပြတ်တာပေါ့မင်းသားရှိုးပြတ်သွားတာပေါ့မင်းသားမင်းသားကဘာလာတော့မသိတော့ပါတဘာဝနဲ့နီးဆက်ဆုံးအေးပေါ့အဲ့လိုဖြစ်သွားတာပေါ့ဟုတ်ပါရဲ့အဲ့ဒါဟိုရောက်တော့လေ Kitchen of Valentine's Day ဖြစ်နေတယ်အဲ့ဒါ come on ဒါပေမဲ့အဲ့နေရလေဟိုအဲ့နေရလေဟိုဟာဗာလေကလေးလေးနဲ့တွေ့လိုက်ရတော့တကယ်လေဟိုဟိုပြောဖို့ကောင်းပါတယ်ကျွန်တော်တွေ့ရမှာတွေ့ရတယ်ကျွန်တော်တွေ့မတင်စားတော့ရအဲဟုတ်တယ်ဟိုခင်းရမှာမတင်စားတော့မစိုးပါဘူးချောကလက်ထုံနဲ့စားတယ်ချောကလက်မစားသေးဘူးလားโอเคကိုတီးဖြစ်သွားတော့ကိုကဒါခက်ခက်ခက်ခဲသွားပြီးတော့မှဟိုရောက်တဲ့ခါကျတော့ဒါကိုအချိုရင်းနဲ့ချိုးတာပေါ့ အဲ့ကနေစပြီးတော့ကျွန်တော်တို့နောက်ရက်တရံနေဆိုမနေ့အစောကြီးပေါ့၈နိုင်လောက်ထွက်လို့ဆိုညအဲ့လို၆နိုင်9နိုင်လောက်မှပြန်ရောက်တော့ဘောနော်၁၇ရက်လောက်ကိုကျွန်တော်အိမ်မှာနေပြတယ်။နောက်လျှောက်ကျွန်တော်သွားရတယ်မှာလည်းအဲ့လိုဒေတာကန်နေလည်းကျွန်တော်တွေ့တယ်ဘောနော်ပြီးတော့အဲ့ကဒိုင်ကောဘက်ကနေပြီးတော့စစ်ဆောင်နဲ့စစ်ဆောင်စကန်နေကျွန်တော်စပြီးတော့သွားကြတယ်။သွားကြတော့ဟိုသူတို့အဓိကသူတို့က အာဘာကျွန်တော်တို့ပေးခြင်းနဲ့ message ကျွန်တော်တို့အားလုံးအတူတူရှိနေတယ်ဆိုရင် message ကျွန်တော်ကသွားပြီးတော့ပေးတာပေါ့နော်အတူတူရှိနေရင်ကျွန်တော်တို့ကျွန်တော်တို့တယောက်တည်းမဟုတ်ဘူးပေါ့နော်အားလုံးအတူတူရှိနေတယ်ကမ္ဘာလုံးမှာရှိတဲ့မြန်မာတွေအကုန်လုံးကအတူတူရှိနေတယ်ဆိုတဲ့ဟာကိုတို့တို့ပြောပြရတယ်ပြောပြရတော့တို့ကဘာပြောလဲဆိုတော့တို့ကအဲ့ဟိုတို့တယောက်တည်းပစ်ထားပြီးထင်တာပေါ့နော်ဘယ်သူမှဂိမ်းမဆိုင်တော့ဘူးပေါ့တို့ပြစ်တဲ့နိုင်တို့အကုန်လုံးကိုယ့်ဟာကိုယ်ပဲဖြည့်ရှင်းနေရတယ်လို့တို့ထင်တာပေါ့နော်အဲအခုလိုလာရောက် တကူကလာရောက်ပြီးအတွက်သူတို့အရင်ကျေးဇူးတင်နေဆိုတဲ့ဟောင်းလေသူတို့ရဲ့ရင်းနေကိုပြောမစုံများဟို Facebook မှာတွေ့ရဆိုတာကျွန်တော်တို့တွေကဟို Facebook မှာဟို content တွေအများကြီးပဲလေပြီးတော့ news တွေလည်းအရင်နော် information တွေလည်းအရင်များတော့ information overload ဖြစ်တဲ့အချိန်မှာဘယ်ဟာကိုခံစားရမှန်းမသိဘူး right ဒါပေမဲ့တကယ်လည်းမြေပြင်ကိုသွားတဲ့အချိန်မှာကျတော့ဟိုသူနဲ့ကိုနဲ့ပဲရှိရလေလူချင်းလူချင်းတွေ့တဲ့အချိန်မှာတယောက်နဲ့တယောက်ရဲ့ ဟိုရင်မက်ကြီးတဲ့ကိုလေခေါင်းကြီးဝင်ပြီးတော့ဟိုမြင်လိုက်ရတယ်လို့မျိုးပေါ့နော်ကျွန်တော်တို့ရင်မက်ခြင်းခံစားရတယ်ဆိုတာအဲ့လိုမျိုးတကယ်မြင်မြင်ရောက်တဲ့အချိန်ကြတော့မှဒါသူတို့ရဲ့ခံစားချက်ကိုကျွန်တော်ကပိုတိလာတော့เนาะပိုတိလာမြင်မြင်သာသာကိုသိရမလားပို့ပြီးတော့တိတိသာသာကြီးကိုကျွန်တော်မြင်လိုက်ရတာပေါ့เนาะအဲ့တော့အဲ့လိုမဟုတ်ဘူးလို့ကျွန်တော်တို့ရဲ့အကုန်လုံးကအတူရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီလိုပဲရောက်မလာနိုင်တဲ့လူတော့ရှိတယ်လို့အဝေးမှာဒါပေမဲ့အမြင်ကျွန်တော်အတူရှိနေဆိုတော့ကျွန်တော်ပြော ပြောပြပြီးတော့သူတို့ကဟို လို့ဝန်နေဝန်တာပေါ့ဗျာအဲ့လိုမျိုးခံစားချက်တွေဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကရင်နေကြတော့လဲဒါရေတော်တော်ရှားတယ်လေအကိုဒီအကိုပြောတဲ့မတင်စာကြီးတို့ဘာလို့လဲကျမတို့အစီအစဉ်မှာပါဘူးလေအကိုအခါကြတော့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကိုအဲရေရှားတဲ့ဒေတာလည်းဖြစ်တဲ့အခါကြတော့အခက်ခဲမျိုးစုံရှိရဲအကိုသွားခဲ့တဲ့ဒီ၃ရက်တာကာလအတွင်းရောကိုတိုင်ရောဒါရေတောက်ဖို့ခက်ခဲတာတွေဒါမဟုတ်ရင်ပေါ့နော်ချိုးရေ၃ရက်ခက်ခဲတဲ့ဒီလိုဟိုအတွေ့အကြုံတွေပါလေရှိခဲ့လားဘယ်လိုမျိုးအခြေအနေတွေတို့မှာဖြစ်နေလဲကို အဲ့နောက်ဖြစ်ဆက်ပြီးတော့အဲ့မှာအရေပြားယောဂါဖြစ်တာမျိုးဘာမျိုးကြီးလဲရှိတယ်လို့ကျွန်တော်တို့သိထားတယ်ပေါ့နော်အဲ့ဒါဆိုတော့အဲ့ဒါရောဟိုဟိုအဲ့ဒါမျိုးကြီးရောရှိလားပေါ့နော်အရေပြားယောဂါအဲ့လိုမျိုးဖြစ်နေတဲ့ဟိုကလေးငယ်တွေပဲဖြစ်ဖြစ်ပေါ့ဒီလိုလူကြီးပိုင်းတွေပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့တောင်ပေါ်ဒေသတွေဖြစ်နေတော့လေရေရတော်တော်ရှားတယ်ပြီးတော့ရတဲ့ရေရေတွေတောင်ကျရေတွေရနေပဲလို့အကြိုက်ခံထားတဲ့ဟာမျိုးမှာတော်တော်ပြီးတော့ခက်ရတဲ့အနေအထားမျိုးပေါ့နော်ပြီးတော့ကလေးတွေဆိုရင်လည်း လိုစီဘုံကြီးတွေပေါ့ကျွန်တော်စီဘုံအဝါကြီးတွေယူပြီးတော့အဲ့လိုပဲတွန်းလဲလေးနေပေါ့ပြီးတော့သူတို့ရဲ့ပလိုင်းလေးနေအဲ့လိုမျိုးသွားပြီးတော့ခက်ကြတာမျိုးပေါ့နော်ဆိုတော့ဟို clean ရန်ကလောက်ထားပြရတော့တော်လေးသဘောချဖို့ကောင်းတယ်ကျွန်တော်တို့ကိုနိုင်လေဟိုရေခက်တဲ့နေရာတိသွားတာပေါ့နော်အဲ့လိုမျိုးသူတို့ရေကားကြီးလောက်ထားတယ်အရေကားမှာပုံမှန်အာရေတိုင်းကြီးတင်ထားတယ်ပြီးတော့ motor နဲ့ခုတ်မောင်းရတယ်ပေါ့နော်ဟိုအာပြီးတော့အဲ့အဲ့ချောင်းရှိတဲ့နေရာကိုကျွန်တော်တို့ကကားနဲ့သွားရတယ်သွားပြီးတော့ ဟိုဟိုရွာတွေကအဲ့လိုဟိုနေနေနေဒီနေနေနေရှိနေတော့လေအကုန်လုံးကိုပေးနိုင်မှုဆိုတာဒါတောက်လျှောက်အလုပ်လုပ်နေရမှာပေါ့နော်။ဒါတော့တော့ဒီ clean ငါတို့တော့ schedule နဲ့တောက်လျှောက်သွားနေတာပေါ့။အဲ့မှာဟိုဟိုကျွန်တော်တို့ကဒါရေတစည်းကို9000ဆိုပြီးတော့အဲ့လိုသတ်မှတ်ထားတဲ့အချိန်ကျတော့အဲတော်တော်များများလဲဟို9000ဆိုတော့တော်တော်အင်အင်ဂျင်20 30လောက်တော့ကောင်းလေးသုံးလို့ရတာပေါ့နော်။တယောက်ကိုတရနေရဲ့စာတော့ဖြည့်ရှင်းလို့ရတာပေါ့။ပြီးတော့ရေရတော့ဟိုကျွန်တော်သွားတဲ့အချိန်မှာ ဟိုရေတန့်မှုပဲတောင်းတော့တောင်းမတောင်းတော့ရေတွေကအမှန်တိုင်းပြောရင်ဟိုကြိုတော့မှရမယ်အနေထားမျိုးပေါ့နော်သူတို့ကအရင်ဟိုကြောက်ကြောက်အဲ့ကအဲ့ဘက်ကရေဖို့တော်များလဲလို့ကြောက်ပြဿနာတွေဖြစ်တယ်ပေါ့နော်ကြောက်ကပြဿနာတွေဖြစ်တယ်ပေါ့နော်ဘာလို့ဒီဒီသူတို့ကထုံးတဲ့အရင်များလို့ပေါ့ဟုတ်ကဲ့ဟိုရေတန့်ရောက်ဖို့ဆိုတော့တော်လေးခက်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 ဒီလိုရိုးရင်ရောက်ဖို့တော့မှာ ဟိုမနေလုံနေရတာရေတန့်ဆိုတော့နောက်တစ်ဆင့်ပေါ့နောက်တစ်ဆင့်ကျွန်တော်တို့ရေတန့်စက်ယုံနေပါတယ်ပို့ပြီးတော့လုတ်ပေးနိုင်နေဆိုတော့ဒါနောက်တစ်ဆင့်ဒီမြို့နယ်အာတိုးတက်ဖို့အတွက်ကျွန်တော်တို့အများကြီးနောက်ထပ်လုတ်ပေးလုတ်ရမယ်အာကိစ္စတွေမှာပါလာမှာပေါ့နော်လောလောဆယ်တော့ရေရဖို့ကိစ္စသူတို့ရေတောက်ရေသုံးရေဟိုရဖို့ကိစ္စလေဒါပေမဲ့ရေရလည်းမချီဘူးပြအရင်ကနောက်ရေမချီဘူးပေါ့နော်တော်တော်တော်နောက်တော့ရေရတော်တော်နောက်တယ်ဒါမဲ့လေဒီရပဲသုံးမှတော့ပေးတက်နိုင်မလဲပေါ့နော်ဒါလေးကိုတော့မရအောင်ကျွန်တော်တို့တွေက ဟိုဟိုလိုက်လိုက်လုပ်ပေးနေရလေအခုအခုတော့အကုန်ဟို clean and one ဥဆောင်ပြီးတော့ပေါ့နော်တော်တော်လေးလေးအကိုတို့အရင်လုပ်ပေးရဆိုတော့ကျွန်တော်တို့ဟိုကိုယ်တိုင်တွေ့ခဲ့ရတယ်ပေါ့နောက်ရေပြားယောဂါတော့ကလေးတွေကကျတော့ဒီအဲ့မှာဖုံကလည်းထူတာပေါ့နော်ဖုံလေးလည်းထူတယ်ပြီးတော့ရေကလုံးလုံးမရတော့ ဟိုဒီ hygiene ဘက်မှာကျတော့အားနေတာပေါ့နော်အားနေတော့ clear ဆော့တယ်ဘယ်လောက်မှလည်းတန်ရှင်းမလုပ်ပေးနိုင်ဆိုအဲ့မှာအရေးပြယောဂါတွေအလိုဟိုပောက်ပောက်ကြတာအဲ့ဒါတွေဆိုရင်ဒီအကူရော clean ရောလည်းဒါအခမဲ့စည်းကမ်းတွေဖွင့်ထားပေးဆိုတော့ကျွန်တော်တို့လည်းအဲ့အခမဲ့စည်းကမ်းကိုသွားလည်ပိုင်နေအဲ့မှာကလေးတွေရောကလေးအမေတွေရောအကုန်လုံးပေါ့နော်အရေးပြယောဂါအကုန်လုံးကူးဆက်တာလေ ဆိုတော့ဒါလေးဒါလေးအကုန်လုံးဖြစ်နေကြရတာပေါ့ဟုတ်ကဲ့အခက်အခဲတွေအများကြီးဖြစ်နေရပေါ့နော်အကိုအကိုဟုတ်ကဲ့အကိုဟိုဒီအာနာသိန်းကဇာတော့ကဆိုရင်အကိုတွေ့တယ်လေဒီ CDM နေလောက်ကြဖို့အမှုပညာရှင်တွေတော်တော်များများတိုက်တွန်းကြတဲ့အခါမျိုးမှာဒါအကိုလည်းတဦးတယောက်နေနေပေါ့နော်ဒါဝန်ထမ်းတွေ CDM လောက်ကြဖို့ဆိုပြီးတော့တိုက်တွန်းခဲ့တယ်ပေါ့နော်အခုဆိုရင်ကိုရဲ့ဒါဟို CDM လောက်တဲ့လူတွေကအရန်များတယ်ဟိုပြီးတော့ဒီ CDM သမားတွေလည်းအခက်အခဲမျိုးစုံနဲ့စာဝတ်နေရေးအကျက်တဲမျိုးစုံနဲ့ကြုံနေရတာဆိုတဲ့အခါ ါကြတော့အကိုကရောဒီလိုတိုက်တွန်းခဲ့တဲ့သူတယောက်အနေနဲ့အခုလက်ရှိစီရီယံလောက်ထားတဲ့သူတွေကိုဟိုတစုံတရာပေါ့နော်ဘလို့များအခုအညီတွေပေးနေလဲဘာတွေလောက်ပေးနေရမျိုးတွေရှိလဲအာကျွန်တော်ဘာလောက်ပေးနေလဲဆိုတော့အဲ့လို directly တော့ကျွန်တော်လောက်ပေးနေတာမျိုးတော့မဟုတ်ပေမဲ့ကျွန်တော်တို့အနေနဲ့လိုအပ်တဲ့နေရာပေါ့နော်သူတို့တွေ campaign တွေပါလောက်တယ်ဒါပေမဲ့ CDM ရေကိုသူတို့ထောက်ပံ့ပေးနေတယ်ဟုတ်ကဲ့အားမျိုးပေါ့အခုမှအခု clean ရန်ကုန် နဲ့ပတ်သက်တဲ့ဆိုရင်လည်းဒါပါဖြစ်အကိုတို့ကစီကန်နေမှာဒါဟိုစီနီယာမရှိလာပြီးတော့စီကန်ထိုင်ပေးရပေါ့နော်အဲ့လိုမျိုးတွေမှာလည်းကျွန်တော်တို့ရဒီစီကန်ပရိုမိုးလုပ်ပေးရအတွက်ဒါဒါရိုက်မှုပဲတော်ဝိုက်ပြီးတော့အကျိုးရှိရပေါ့လေအကျိုးတက်ရောက်မှုရှိရပေါ့နော်ဒါမျိုးလေးပေါ့ကျွန်တော်တို့အနေနဲ့ကတော့ဟိုစီနီယာမရှိတယောက်ကိုဘယ်လောက်ဆိုပြီးတော့ထောက်ပံ့ပေးထောက်ပံ့တော့အဲ့လို directly တော့ထောက်မှမပေးနိုင်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတွေတော့လုတ်ပေးနိုင်တော့ပိုကောင်းတော့ပေါ့ဒါပေမဲ့ကျွန်တော်ရေရှည်ပေါ့နော်ဘယ်လိုမျိုးဆက်သွားလို့ရမလဲပေါ့ဒါတွေကလည်း ပြောမယ်ဆိုကျွန်တော်တို့က CDM ပဲလေကျွန်တော်တို့လည်းအမှုပညာရှင်ရှင်ရမှာ right ဘာလို့ဆိုတော့ကျွန်တော်တို့ရဒီစနစ်ကိုကျွန်တော်မလိုက်နိုင်နိုင်ဘူးကိုယ့်အကူကိုဆန့်ကျင်နေဆိုတဲ့သဘောနဲ့ပဲကျွန်တော်ဒီစနစ်အောက်မှာအလုံးမလုံးနိုင်ဆိုပြီးတော့ကျွန်တော်တို့ဆန့်ကျင်လာတာပဲဆိုတော့အားလုံးကတော့ကိုယ်ရွေးချယ်မှုနဲ့ကိုပေါ့နော်ဘယ်သူပုံမှန်မှဟိုတာဝန်တစ်ခုအနေနဲ့ပုံချလို့တော့မရဘူးပေါ့ဟုတ်ကဲ့ဟိုကျွန်တော်ပြောချင်တာကျွန်တော်က CDM ကိုဒီလိုလောက်လိုက်တယ် အဲနင်တို့ပြောဆိုငါတို့လောက်လိုက်တယ်ဆိုပေမဲ့အဲ့လိုမျိုးကြီးမဖြစ်စေချင်ဒါပေမဲ့အကောင်များလည်းမဖြစ်ပါတော့ခုတော့နားလဲကြာမယ်လို့ကျွန်တော်ထင်ပါတယ်အစားအိမ်မှာတော့အခက်အခဲရှိတော့ဘလိုပဲဖြစ်ဖြစ်စိတ်ကြတာတော့အလိုလူတယောက်ကိုအပြစ်တင်နေတဲ့စိတ်တွေတော့အများကြီးရှိကောင်းရှိနိုင်တယ်ပေါ့ဒါကဘုန်းကလည်းခါလေးဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့လည်းဒီလိုပဲအာဟိုဟိုအဟိုမေဆူဆုံးမစကားနဲ့ကျွန်တော်တို့ကဆက်လက်ပြီးတော့ဟိုဒီတိုက်ပွဲကိုဆက်ပြီးတော့သွားနေကြရမှာပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာအာနောက်တစ်ခုကျွန်တော်မေ့ချင်တာ ဒီအနုပညာအနုပညာနဲ့ပတ်သက်တာပေါ့နော်ဟိုဒီခုကျွန်တော်ဒီဟိုရှေ့ပိုင်းမှာလဲဟိုဂါရာကဒီလိုမျိုးဒီဒေါ်လာရင်းနဲ့ပတ်သက်တာတွေဒီဒုက္ခတွေကိုသွားပြီးကူညီပေးခဲ့တာတွေလည်းပတ်သက်တာတော့ခုခါရာရဲ့ဒီအနုပညာနဲ့ပတ်သက်တာလဲကျွန်တော်မေးချင်တယ်ခါရာဘယ်ရဲ့ဆက်ပြီးတော့ဒီ moral moral လောကတွေပဲဖြစ်ဖြစ်အနုပညာလောကတွေပဲဖြစ်ဖြစ်ဘယ်ချင်းကနေဘလူးဆက်ပြီးရောက်လာတာကျွန်တော်အဲ့ဒါသိချင်ကျွန်တော်ဆက်ကောနှစ်လောက်ကလေးအလုံးနေ။အော်ဆယ်ဆယ်နံဟိုအော်ဆယ်နံတော့ပြီးသွားတယ်။ဆယ်နံပြီးတော့တက္ကသိုလ် တက်တယ်လေနော်အဲ့မှာပြီးတော့ကလေးကတောက်လျှောက်တက်ကတော့တဝက်တပြင်းနေကိုတောက်လျှောက်လုံးဖြစ်တယ်ပေါ့နော်အဓိကတော့ modeling ပြန်ပွဲ modeling နေပြန်ပွဲစပြန်ပြန်ပြီးတော့နိုင်ငံတကာမှာဟောင်ကောင်မှာနိုင်ငံတကာပြန်ပွဲသွားပြိုင်နေပေါ့ပြန်ပြီးတော့အဲ့မှာဆူရလာတော့ပို့ပြီးတော့ဟိုလူတွေပို့တိလာအကြအဲ့ချိန်မှာစပြီးရုပ်ရှင်ဘက်ကိုကူးတယ်ပေါ့နော်အဲရုပ်ရှင်စရိုက်ရိုက်အဲ့နောက်နောက်55 66လောက်စရိုက်အာကျွန်တော်တို့ရိုက်တဲ့အချိန်မှာအဲ့လိုပဲအမ် လိုမင်းသားတငယ်ချင်းတွေပါလုတ်ခဲ့ရပါတယ်အဲ့လိုဖျောက်လေးတွေလုတ်ခဲ့ရပါနော်အဲ sorry ဟိုရမ်းမပြဖျက်လျှောက်တွေပါဆိုတာရှိသေးတယ်လေတခါလေရှေ့ရဖျက်လျှောက်တွေပါလေလုတ် လုတ်ဒါတို့လုတ်ရပါတော့နော်အခုလေစမှာလူတိုင်းတိလို့ပါပဲဟုတ်တယ်ပြန်စရတာပဲအခုလေအခုလေပြန်စရတာဒီဘက်မှာလေဖျက်လျှောက်တွေပါလေလုတ်ပါတယ်ကျွန်တော်ဒီဘက်မှာလေလုတ်တယ်ဆိုတော့အဲ့လိုမျိုးပေါ့ဒါတော့ဟိုလုတ်ခဲ့ပြီးတော့ကျွန်တော်တို့ဒီဒီဒီရိုက်ကူးရေးဘက်မှာလေတုံလင်ကြီးလုတ်ခဲ့တာပဲကျွန်တော်တို့က ဟိုပုံမှန်ရိုက်နေကြပုံစံမျိုးကနေကိုယ်ထွက်ပြီးတော့ကျွန်တော်တို့ရိုက်ရအောင်နော်အဲ့တော့ risk တွေပိုင်းလည်းအများကြီးယူပြီးတော့ကျွန်တော်တို့ရိုက်ခဲ့တယ်အဲ့မှာအဲ့ပထမဆုံးရိုက်တဲ့ dimension ဆိုတဲ့ရုပ်ရှင်ကပေါ့နော် action sci-fi action ကကျွန်တော်ရိုက်တယ်ပေါ့နော်အဲ့မှာကျွန်တော်ထုတ်လို့ရတဲ့အခုပိုင်းရတယ်ရိုက်ပြီးတော့လူငယ်တွေပဲစုပြီးရိုက်တယ်ရိုက်ပြီးတော့အဲ့ကပထမဆုံးရိုက်တဲ့ကပဲဟိုဟို academy ပေါ့နော်ဒီဘာလဲကျွန်တော်တို့အဲ sound design ကိုမှကျွန်တော်တို့ academy စုရတယ်ပေါ့နော်အဲဒီတော့မမှန်ကန်ကန်ပေးတဲ့အချိန်လေးပေါ့နော်အော်အဲဒီချိန်တော့ academy ဆိုရင်ကျွန်တော်တို့လည်းအများနဲ့စောင့်ကြည့်နေကြရတာလေအဲမင်းသားမင်းသမီးတွေပါဝင်လဲအဲ့လိုရင်းခုန်တာအခု academy ကတော့လူတွေက white out ပေါ့နော်ဘယ်သူမှမကြည့်ကြဘူးအဲ့လို by the way အဲ့ဒီအဲ့ထဲမှာပဲကျွန်တော်တခုမေးချင်လို့ဥမာအာနာသိန်းကတော့ စစ်ကောင်စီနဲ့စာချုပ်ပြတ်သွားတယ်ဆိုတော့ဟာရှိတယ်အဲကျွန်တော် RF မှာဖြည့်ခဲ့ဘူးတယ်အဲ့ဒါလေးပြန်ပြောပြအောင်အမှတ်တရအဲ့ဒါတော့ကျွန်တော်စကားစထုတ်တဲ့ဒီမြန်မာဘီယာပေါ့မြန်မာဘီယာရဲ့မြန်မာဘီယာအဲ့တုန်းကလေအခုလိုမျိုးပဲဟို March လိုမျိုးပေါ့နော်နောက်အမ် March မဟုတ်ပါဘူးဒီဒီအာနာမသိန်းခင်ပေါ့အာနာမသိန်းခင်မှာကျွန်တော်တို့ February မတိုင်ခင် January လောက်မှာပေါ့နော်2021မှာ ကျွန်တော်ဟိုဗာလေမြန်မာပြည်ရကြော်ညာရိုက်တယ်အဲတုန်းကတော့ဘာမှဖြစ်သေးတဲ့အချိန်ကျတော့ OE C ပေါ်ကျွန်တော်ရိုက်တယ်ဇာရုပ်ချုပ်ပြီးတော့နော်ပတ်စံလေးယူပြီးတော့ရိုက်လေးရိုက်ပြီးသွားပြီအဲနော်ယူပြီးယူသွားပြီးရိုက်လေးရိုက်ပြီးသွားပြီအဲ့တော့ဟိုအဲ့အဲ့လိုအာနာဟဲ့တဲ့နော်ဒါရရမဟုတ်ဘူးပေါ့အာဒါရမဖြစ်ဘူးအနိုင်ပိုင်းလာတော့ဘောအဲ့အဲ့အဲ့ပတ်စံပြန်ပေးပြီးတော့ကိုဩပတ်စံပြန်ပေးတယ်ရော ဖြစ်ပတ်စံပြန်ပေးရတယ်အဲ့လိုကိုယ်ဆက်ရုပ်ကြည့်ပဲဖြစ်ပတ်စံယူလို့တော့မရဘူးလေဟောမသိပါဘူးယူပါတယ်အဲ့လိုမျိုးစာရုပ်ချက်ပြီးတော့ပတ်စံပြန်ပေးပြီးတော့ဒီဟာလုံးဝသုံးမရှိဘူးဆိုပြီးတော့အဲ့မှာစပြီးတော့တော်လိုက်ခဲ့တာပေါ့နော်ဟုတ်ကဲ့မှတ်တရပါဘူးအများကြီးပြန်ယူတော့လိုက်ရသေးလားအများကြီးယူလိုက်ရတယ်ဟမ်အများကြီးယူလိုက်ရတယ်ရတဲ့ပတ်စံနေအကုန်ပေးလိုက်ရတာပေါ့ဟုတ်ကဲ့အခုကို ိုတိုင်းကြတော့ဘောနော်ဒါဟိုနမကြီးတရုတ်ဆောင်တယောက်ဖြစ်ဖို့အတွက်စိတ်အားထက်သန်မှုတွေပါရရောဘလို့ဘလောက်ထိကြီးလဲအဲနမကြီးကိုတရုတ်ဆောင်ဖြစ်ဖို့လားနမကြီးပေါ့လူတွေအားလုံးလက်လက်ခံမဲ့ဒါတရုတ်ဆောင်ကောင်းတယောက်ဖြစ်တယ်ဆိုတဲ့ဟာမျိုးလူတွေအတိမတ်ပြုဖို့ဒါအဲ့လိုမျိုးစိတ်အားထက်သန်မှုပါရောအကိုမှဘလို့ရှိလဲဟောအရန်နေပဲအရန်နေအရန်နေဖြစ်နေတာပေါ့ ဟိုကျွန်တော်ကတော့လေအဲ့လိုမျိုးသေဥဆောင်ကောင်းတစ်ခုတည်းနဲ့တော့ကျွန်တော်တို့တွေကမပြီးသေးဘူးပေါ့နော်ကျွန်တော်လူကောင်းဖြစ်ဖို့လိုတယ်အာအဲ့တော့ကျွန်တော်ကလူကောင်းသေဥဆောင်ကောင်းလည်းဖြစ်ရမယ်ပြီးတော့လူကောင်းလည်းဖြစ်ရမယ်ပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်ဖြစ်ချင်တယ်ပေါ့အဲ့အဲ့အရင်ကလေဒီတိုင်းပဲကျွန်တော်ကဟိုလူတွေကတော့အမြဲကျွန်တော်တွင်တင်မလားဟိုနည်းနည်းမကြည့်တော့ဟိုအမြဲဆုံးမတယ်လူတွေကတွင်နေမကြည့်မာနမကြည့်နေတော့ အမြင်နဲ့တွေ့ရလူတိုင်းအဲ့လိုမျိုးအမြင်ပြောပြောပြောကျွန်တော်မာနဘယ်တော့မှမာနမကြီးဘူးလို့အဲ့အဲ့လိုမျိုးသူတို့အမြင်ဖြေနေရတာပေါ့နော်အမ်အဲ့ကတော့ကျွန်တော်ကလေးတွေလည်းကျွန်တော်ပြောပါတယ် greeny ထဲမှာတွေ့တော့ကျွန်တော်တို့တွေကလူတော်ဖြစ်ဖို့တည်းတော့ကျွန်တော်လူကောင်းဖြစ်ဖို့ပို့ပြီးတော့အရေးကြီးတယ်လို့နော်စိတ်ထားကောင်းဖို့အရေးကြီးတယ်စိတ်ထားကောင်းတဲ့ဒီမြေစီလောက်ကောင်းမှလို့ကျွန်တော်တို့ဟိုကြိုက်တဲ့အပင် site ပေါ့နော် site တဲ့အပင်ကပို့ပြီးတော့ဟိုဒါ အများအတွက်အကျိုးရှိမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုဟာကာရာဒီအမေရိကမှာလည်းဟိုဟိုနေနေရလဲဂျာနယ်တော့ကြာပြီပေါ့နော်ဒီအနုပညာတွေအနုပညာနဲ့ပတ်သက်ပြီးတော့ဘာတွေဆက်လုပ်ဖြစ်လဲနောက်တစ်ခုကဟိုကာရာကလည်းအသက်ကငယ်လေးရှိသေးတဲ့ခါကျတော့ဒီမှာအကြောင်းတွေဆက်တက်တာမျိုးတို့ဒီမျိုးအနုပညာနဲ့ပတ်သက်တာမျိုးဆက်လုပ်တာမျိုးတို့ရှိလားဟိုနောက်တစ်ခုကျွန်တော်သိတင်တာကဒီကာရာဒီစာဝန်နေရေးအတွက်ကောကာရာကုလက်ရှိမှာရောဘယ်လိုမျိုးတွေဖြည့်ရှင်းနေရဒီမှာအတည်ရနိုင်မှာပေးချက်တူပေးချက်တူတော့အဲ့လိုမျိုးလေးရှိတယ်ဆိုတော့ brother စိတ်ထဲရှိရအတိုင်းပေါ့ပြောပါ American life ကြီးလား American life ကြီးပေါ့ American life ကြီးอ่ะဟိုအကျွေးရနေအနုံနစ်နေတာပေါ့နော်အကျွန်တော်ကဘယ်လိုပြောမလဲရောက်တဲ့ကျွန်တော်စီးပွားရေးကိုအဓိကအဲ့လိုကြီးဟိုစကြတဲ့လေလို့လုပ်ခဲ့တာမဟုတ်ဒီဒီဘာလဲအနုပညာကိစ္စပဲစိတ်ဝင်စားပြီးတော့လုပ်ခဲ့တာပေါ့နော်ဒီတရုတ်ဆောင်အလုပ်ကလွယ်လွယ်ချင်တဲ့ဟာတွေကိုတိတ်စိတ်ဝင်စားအောင် အဲ့လိုမျိုးပဲနေကြတော့ဒီဘက်ရောက်တော့ဒုက္ခရောက်တာပဲဒီဘက်ရောက်တော့ဟိုဒီခုနအနုပညာကိစ္စရေဆက်လုပ်ဖြစ်လာလုပ်ဖြစ်တယ်ဒါပေမဲ့ဒီဘက်မှာ reject အာ competition အနေမှာအရှင်းများတော့လေဟုတ်တယ်တော်တော်နဲ့ဘယ်လိုပြောမလဲကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓာတ်ရှိဖို့အရင်တိဆောက်ရတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အာဆက်ပိုင်းမှာတော့အဲ့လိုမျိုး rejection တွေအများကြီး reject ဖြစ်တာတွေအများကြီးဟုတ်ကဲ့ ပြီးခဲ့ရတော့ကျတော့စိတ်ထဲကြရတယ်ပဲဖြစ်တော့အဲ့မှာကိုကိုစိတ်ကိုပြန်ပြီးတော့ဟိုဆွဲထုပြီးတော့အော်မင်းတကယ်လှုပ်ချင်တာလားတကုတ်ကိုပြန်မေးရတယ်တကယ်လှုပ်ချင်ပါပဲဖြစ်ဖြစ်ရအောင်လှုပ်ဆိုတော့ကိုကိုကိုပဲတွန်းအားပေးရတာပေါ့နော်ဆက်တော့လှုပ်ဖြစ်ပါတယ်တင်းနန်းနေလည်းတက်ဖြစ်တယ်ညူယောက်မှာလည်းကျွန်တော်တင်းနန်းနေတက်ဖြစ်တယ်ဒီတရုတ်ဆောင်နဲ့ပတ်သက်တာပဲအဓိကအဦးစားပေးသွားရပေါ့နော်အခုလည်းဒီဆက်ပြီးတော့ကျွန်တော်တင်းနန်းနေတက်မယ်ကျောင်းနေလည်းကျောင်းဆိုတာတက်ကိုအလိုတင်းနန်းနေပေါ့နော် show course လေးတက်ပြီးတော့ ဟို casting ကတော့ကျွန်တော်တောက်ရှော့လုပ်ဖြစ်ပါတယ်အဲ့လိုခုနလို background actor ဆိုနေနဲ့လည်းကျွန်တော်နေဖြစ်တယ်ပြီးတော့ဒီ commercial လေးလည်းကျွန်တော်ဒီဘက်မှာနည်း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 ရိုက်ဖြစ်တယ်ပေါ့နော်အဲ့လေးကတော့ကိုယ့်အကိုဟိုဆက်ပြီးတော့ကိုယ်ဝါသနာပါတဲ့အောင်ဆက်ပြီးတော့လုပ်မယ်ပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးလေးအာကိုကိုဝန်ရက်တီဘူးကကျတော့အာဒီဘက်မှာရောက်ချင်တော့ကျွန်တော်ဟိုဟိုဟိုရောက်ချင်တော့ဘယ်လိုပြောမလဲ transitional period ဖြစ်တဲ့အချိန်ကျတော့ဒီ new york ရောက်ရောက်ချင်းကျွန်တော်ဘာလုပ်ရမှန်းမသိဘူးဗျာဟုတ်ကဲ့ဟိုရုပ်တရက် ဟိုပြောမယ်ဆိုရင်မင်းတေးဥဆောင်လုံးနေအနေထားနေချက်ချင်းဘုံဆိုပြီးတော့ဟိုဟိုပြောမယ်ဆိုရင်ပြောပြောမယ်ဆိုရင်အဲ့အဲ့လိုပေါ့တခြားအလုပ်တွေလည်းဆူရှီလေးဆိုရင်ချက်ချင်းကွာဟိုစိတ်ကစင်နေမဖြစ်သေးဘူးသိရမလားဟုတ်တယ်မှန်တာပေါ့အဲ့လိုလုံးဝတော့မလားဆိုပြီးတော့ကိုကိုလည်းဟိုမင်းကွန်းနေအများကြီးထုတ်ပြီးတော့ကဲကွာအဲ့ဆိုအဲ့ဒါမလုပ်ချင်ဆိုဘာလုပ်မှန်းလဲဆိုတခြားအဲ့လိုဘာလုပ်ဘာလုပ်တက်လဲဆိုတော့ကိုကိုပြန်ပြီးတော့တိုက်ကွန်းတော့ နေပြအစီအရာလုပ်တယ်အဲ့မှာတုံးလန်းလာလုပ်ပြီးတော့ကြက်ကွာအဲ့ဒါလည်းမဖြစ်သေးဘူးဆိုပြီးတော့ဒီဘက်ကိုပြန်လာတယ်ဒီဘက်မှာ Ali Fitness မှာကျွန်တော် trainer လုပ်တယ်ဟော Ali Fitness မှာ trainer လုပ်ပြီးအဲ့ Ali Fitness မှာ trainer လုပ်တယ်လုပ်ပြီးတော့အဲ့လိုလုပ်တော့ဘာဖြစ်လဲဆိုတော့อืมဘယ်ပြောမလဲစီပိုင်းဟိုရလေအဲ့လောက်ကြီးလည်းမဟုတ်ပါဘူးဟုတ်ကဲ့ပြီးတော့အချိန်နည်းကလည်းအရင်ပေးရတော့လေဖြစ်သေးဘူးလို့ဟိုငါလုတ်ချင်တဲ့အရာအဲ့ဒါမဟုတ်ဘူးတော့စိတ်ကလည်းမပျော်နေဘူးပါဟုတ်ကဲ့တည့်ရမလား ောက်ဆုံးပတ်သက်ရတော့စိတ်ကအဲ့လိုကြီးပျော်မနေဘူးတည်မှာပြီးတော့မြေပြင်နဲ့လည်းအဲ့လိုကြီးနီးစပ်မရှိခဲ့တဲ့ချင်းတောက်လျှောက်မရှိတော့ကိုယ့်ရဲ့ဘယ်လိုပြောမလဲ value ကလေပျောက်လာပျောက်လာပျောက်လာတော့ကိုကကိုယ့်ရဲ့တန်ဖိုးကဘယ်ဘယ်ညာမှမသိတော့ဘူး identity ကဘာမှမသိဘူးအဲ့လိုကိုဘာလုပ်နိုင်နေဆိုတဲ့ဟာလေဝေဝါးတာတွေဖြစ်ပြီးတော့ဒီနေ့တိုင်းစာဖို့ တောက်ဖို့ဒီစောင်းနေရေးအတွက်ပဲဖြည့်ရှင်းနေရတဲ့ဟာမျိုးပေါ့နော် rent ပေးရတဲ့ဟာမျိုးသိရမလားကိုယ့်ရဲ့ insurance ပါအဲ့ဒါလေးအကုန်လုံးချလေးရတဲ့ပုံစံမျိုးပဲဖြစ်နေတော့လေလူကမပျော်တော့ဘူးသိရမလားဟိုစိတ်ထဲမှာမပျော်တော့ဘူးလေနော်အဲ့လိုဖြစ်တော့မဖြစ်သေးဘူးလို့အဲ့နဲ့အဲ့နဲ့ဒီတစ်ခေါက်ခီးသွားလိုက်တာလေတော်တော်လေးဟိုနားလည်သွားတဲ့ခုကတော့ကိုယ့်ရဲ့ ဟိုကိုယ့်ရဲ့ identity ကိုယ့်ရဲ့တန်ဖိုးတစ်ခုကိုပြန်ရှာတွေ့ပေါ့တော့ပေါ့နော်ဘာအစီအစဉ်တွေရှိလဲအကိုဘာတွေဘာတွေလုပ်လဲပေါ့အဲအခုခီးစရာနေပြီးတော့ဘာအကြံဉာဏ်တွေရလာလဲဒီမှာရောအကိုအတမိုးဝမ်းချောင်းအတွက်တစ်ခုခုအပြောင်းလဲတွေဘာတွေလုပ်ဖို့ရှိလဲရှိတယ်ကျွန်တော်ကအခုအာအာအဲ့ဘဒီနိုင်ငံနဲ့ဟိုနိုင်ငံဟိုနိုင်ငံကျွန်တော်လိုအပ်တယ်လीပြီးတော့ကျွန်တော်ရဲ့တန်ဖိုးကဟိုနိုင်ငံမှာပို့သုံးလို့ရတယ်ပေါ့နော်ပြီးတော့ um ဟိုလိုအပ်တဲ့နေရာကိုဟိုကိုကလိုလိုအပ်တဲ့နေရာမှာကျွန်တော်ကဟိုဟိုရှိနေပြီးတော့သူတို့လည်းအများအားဖြစ်တာပေါ့အခုလို့ကျွန်တော်သွားလိုက်တာနေရင်ကျွန်တော်ရဲ့ present present လိုလိုက်တဲ့သူတို့စီသွားတယ်ဆိုတဲ့ဟာကျွန်တော် in person သွားတဲ့ခါကတော့သူတို့ရဲ့စိတ်ထဲမှာကိုလေ โอ้ဒီထီအောင်มายောက်လာပေးတယ်ဆိုတဲ့ဟာမျိုးကျွန်တော်ဘာမှတော့မပြောရလေဘာမှလည်းမလုပ်ရသေးဘူးเนาะဒီတိုင်းပဲသွားရဲကျွန်တော်ရောက်သွားတယ်ဆန်တာကြတော့သူတို့ရဲ့မျက်လုံးထဲမှာအယောင်တွေတောက်လာတာအဲ့လိုမျိုးပေါ့เนาะရဲဘော်တွေရောဒီကလေးတွေရောအာဒီចောင်းတင်နေတဲ့ teenager တွေရောအများကြီးပေါ့เนาะပြီးတော့ဆရာဆရာမတွေရောအကုန်လုံး sorry အဲ့လိုမျိုးအားဖြစ်တယ်ပေါ့เนาะပြီးတော့ဒီနေ့ထဲမှာအဲ့လို နောက်တစ်ခုကအဲ့ family family meeting mono family meeting လောက်လိုက်တဲ့ဆိုကြတော့ကိုယ်ချစ်တဲ့လူတွေကအော်မြင်ဒီလိုခက်ခဲနေတဲ့အချိန်မှာပေါ့နော်လာရောက်ပြီးတော့တကူတကလာပြီးတော့မြန်မာနိုင်ငံနေရတော့မှဒီထက်ဒီဘက်ထိလာပြီးအားပေးတဲ့လူတွေရှိရဲဆိုတော့အော်လို့တော်တော်လေးကိုဘယ်ပြောကို မေ့သွားထင်တာပေါ့နော်။ဘာလို့ဒီကမှနေရကြာသွားတယ်လေ။အနုပညာတွေပါလေ။တိတ်မလုံးဖြစ်တော့တဲ့အချိန်မှာအခုဒီတော်လိုင်းကလာမှာကိုကအနုပညာတွေမလုံးဖြစ်တော့ဘူး။ဒါပေမဲ့ဟိုအရင်အထက်အခုတို့ဆိုရင်အမှန်တိုင်းပြောရမယ်ဆိုရင်ဒါဟိုတက်သက်စတွေပေါ့နော်။ဒီအာနာမသိင်ခင်အားဆိုတဲ့အခါကျတော့အခုအနုပညာတွေမလုံးဖြစ်ဘူး။အာနာသိင်ပြီးရတော့မှဒါပေမဲ့ပရိသတ်တွေပိုရလာတဲ့အခြေအနေမျိုးတွေရှိလား။တိုးလာမယ်တော့ထင်တယ်အဓိကတော့ပြိတ္တစစ်မှန်တဲ့ပြိတ္တတွေပိုရလာလို့ပဲပြောရမှာပဲ ဘာလို့ဆိုတော့အရင်အချိန်တွေကကျတော့အရင်အချိန်တွေလေနော်အချိန်တွေက EC ဖြစ်နေတဲ့အချိန်တွေမှာကျတော့ဒါအစ်မန်ဆိုတာကကျွန်တော်ဒုက္ခရောက်မှာပဲသိတာဟုတ်တယ်ဟုတ်တယ်အဲ့ဒါဘယ် relationship ပဲဖြစ်ဖြစ်ပေါ့เนาะ friendship ပဲဖြစ်ပါပဲဖြစ်ဖြစ်အဲ့လိုလူတွေတယောက်နဲ့တယောက်ရဲ့ connection ကဘယ်ဟာ po strong ဖြစ်လဲဘယ်ဟာစစ်မှန်လဲဆိုတာဒီဒုက္ခရောက်မှာပဲသိတာသူဒုက္ခရောက်ရောမင်းကကိုဒုက္ခရောက်ပေါ့เนาะဒါမှမဟုတ်ဒုက္ခရောက် ခရမပဲတည်တယ်နော်ခုကအကုန်လုံးဒုက္ခရဒါပေမဲ့ fan တွေတော်များများကကိုကာရိုက် fan တွေတော်များများကအမျိုးသမီးများတယ်နော်အမျိုးသမီး fan တော်တော်များကျွန်တော်ကအာ rich boy ရေအမိုင်းရေညီမလေးပေါ့ rich boy ရောက်တော့ rich boy မှာသူနဲ့ကိုနဲ့တွေ့တော့ဆိုရင်အာတူးကြိတ်နေတာအဲ့ဖုန်းနံပါတ်တောင်အခုမှတောင်းရသူနဲ့တကယ်ဖုန်းနံပါတ်တောင်အခုမှပေးရတယ်ကျွန်တော်ကလည်းကိုကြီးကဖုန်းနံပါတ်ပေးဘူး oh my god okay um by the way ဘောနော်တကျွန်တော်ဟာကျွန်တော်ဒီကြားထဲမှာတခုလောက်ကြားထဲမှာမေးချင်တာအဲဟိုခါရာကျွန်တော် RFA နဲ့လည်းပထမပထမ interview တခုတုန်းကလည်းပြောထားတဲ့စကားလုံးတခုရှိအဲ့ဒါလေးကျွန်တော်သဘောကျလို့ဘောလဲဆိုတော့အာကိုခါရာစိတ်ညစ်တဲ့ခါကျရင်ねထူးထူးဆန်းဆန်းပေါ့နော် စိတ်ညစ်ရင်းနဲ့တာလမ်းမကားလမ်းမယူထွက်ပြီးတော့အော်တယ်လို့ပြောပောက်ကွဲလို့ပြောတယ်ဥမာဥမာ depression ဖြစ်တာပဲပြစိတ်ဟုတ်လဲဟုတ်ပါတယ်ဒီနိုင်ငံမှာကျွန်တော်တို့လည်းကျွန်တော်လည်းဒီမှာတယောက်တည်းပဲရက်တည်ရအာသူလည်းဒီတိုင်းပဲဟိုအားလုံးကိုယ့်ဟာကိုကိုကိုယ့်ဟာကိုရက်တည်နေကြတယ်ဆိုတော့ဆိုတော့ခါကြရင်စိတ်ညစ်စရာရှိတယ်စိတ်မကောင်းစရာတွေးမိတာမျိုးရှိရှိတဲ့ခါကျတော့အဲ့လိုအချိန်မျိုးတွေမှာ အဲ့လိုဟိုပောက်ကွဲလို့ရအောင်ဆိုပြီးတော့ဟိုကျွန်တော်တော့မှစဉ်းစားမြင်အော်ဟုတ်သားပဲလို့ငါ highway လမ်းမကြီးထွက်ပြီး all လို့ရတာပဲလို့။ all ဆရာလေလမ်းမပဲရှိရအောင်အိမ်ထဲမှာ on နေပြည့်ရမှာဒီမှာပြောလို့မရဘူးရဲ့အိမ်ကတိုင်လို့ဆိုရင်ကိုယ်နေထိုင်နေ။ဟုတ်ပါရော။ဟုတ်ပါမယ်။ Okay ကျွန်တော်တို့အချိန်ကလည်းကတ်လာပြီဆိုတော့နောက်ဆုံးလေးတစ်ခုမေးချင်တယ်အကိုကလည်းတိုင်းသားလည်းဖြစ်တယ်ဆိုတဲ့အခါကျတော့ဗောနော်အခုဟိုဥစားမြန်မာပြည်ကိုဒီမြန်မာပြည်ဒီမိုကရေစီရရှိရမှာအခုတက်နိုင်တလားဟိုပါဝင်နေတဲ့သူတယောက်လည်းဖြစ်တဲ့အခါကျတော့မြန်မာ ပြည်ကိုဘယ်လိုဖြစ်စေချင်လဲအခုကျွန်တော်တို့အားလုံးပေါ့နော်မြန်မာပြည်သူပြည်သားတွေလိုချင်နေတဲ့အခင်းချင်းတစ်ခုပြန်ရောက်တဲ့အခါမျိုးမှာရောဒီလိုအခြေအနေမျိုးမှာတော့အကိုကဒါမြန်မာပြည်တဲကိုရောက်ဝင်သွားရဲ့လို့ဆိုတော့ဒါမြန်မာပြည်ကိုပြန်ဖို့အစီအစဉ်တွေပါရှိလားဘယ်လိုအခြေအနေရှိလဲကောနေဦးမှာလားဆက်သွားမှာလားအဲ့ဒါကိုပြောအဲဟုတ်ကဲ့ကျွန်တော်တို့လိုချင်တဲ့အခင်းချင်းကတော့ဟိုပြည်သူတွေကိုအဓိကပြည်သူတွေကိုပဲ ဦးစားပေးပြီးတော့ပြည်သူရဲ့ဆုံးဖြတ်ချက်နဲ့ရွေးချယ်မှုကိုလွတ်လွတ်လပ်အာသူတို့လည်းရွေးချယ်ခွင့်ပေးတဲ့စနစ်ကိုပဲကျွန်တော်ပါခြင်းနဲ့ပေါ့နော်အဲ့ဒါတော့ကျွန်တော်အဓိကဦးတည်ပြီးတော့ပေါ့နော်အော်အဘေအာနာရှင်ပဲဖြစ်ဖြစ်ကျွန်တော်တို့အမြင်ဆက်တိုင်နေမှာပဲဆိုတော့ဒါကလည်းဘယ်တော့လဲဆိုတဲ့ဟာတစ်ခုကျွန်တော်တို့အခုလက်ရှိလုပ်နေတဲ့အရာတွေကိုကိုဘာလုပ်နိုင်လဲလုပ်နိုင်တဲ့ပုံမှာဆက်ပြီးတော့ လောက်ကြပါဘောเนาะဟိုမောနေရဆိုလက္ခဏာနာပေါ့ဒါပေမဲ့ကျွန်တော်လုံးဝရက်လို့မရဘောဒါတော့ကျွန်တော်အမြဲပြောနေကြဘူးဘာကြောင့်လဲဆိုတော့ရှေ့မှာအသက်ပေးထားရရေဘော်ရတဲ့အလကားမဟုတ်ဘူးအကုန်လုံးမိသားစုတွေအကုန်လုံးဆုံးရှုံးနေရတော့မြန်မာနိုင်ငံရဲ့အရေးကိုကျွန်တော်အနေနဲ့တသက်လုံးကျွန်တော်လောက်သွားမယ်ပေါ့เนาะဟုတ်ကဲ့ပါဟုတ်ကဲ့အချိန်ပေးတာကျေးဇူးများကြီးတင်တယ်ကို